မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ12ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ်စက္ကန်းသိန်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာရှိတဲ့စက်တုံးဖြူဟာကုန်းစက္ကန်းအပအဝင်တက်စက္ကန်း6ခုကို KIA ကတိုက်ခိုက်သိမ်းပတ်လိုက်ပြီးတော့စစ်တုံးမှန်30ကျော်ကိုဖမ်းဆီးရမိကလက်နက်အများအများကိုသိမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇွန်လ17ရက်နေ့ညနေ9:00နာရီကမှစက်တုံးဖြူဟာကုန်းစက္ကန်းကို KIA ကတိုက်ခိုက်သိမ်းပတ်လိုက်ခြင်းဖြစ်ပြီးတော့ဝိုင်းမော်ကမ်ပိုက်တီလမ်းမိုက်တစ်လျှောက်မှာအကြမ်းဖက်စစ်ကောင်စီစခန်းများကင်းစင်သွားပြီဖြစ်တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာ KIA ကဆက်လက်တိုက်ခိုက်သိမ်းပတ်ရန်ကမ်ပိုက်တီမျိုးစ က္ကန်းတစ်ခုသာကြန့်ရှိတော့ကြောင်းသိရှိရပါတယ်။ KIA တိုက်ခိုက်တိမ့်ပိုက်လိုက်တဲ့တပ်စက္ကန်း6ခုဟာစတုံးပြူဟာကုန်းစက္ကန်း၊ဘွန်တောင်ပြည်သူစစ်စက္ကန်း၊လက်ဖိုင်ပြည်သူစစ်စက္ကန်း၊73မိုင်စူပေါင်းဂိတ်စက္ကန်း၊အင်ဝေးရန် BGF စက္ကန်းနဲ့လူကြီးစက္ကန်းတို့ဖြစ်တယ်လို့သိရပါတယ်။ဇော်လ17ရက်နေ့ညနေ9နာရီမှာစတုံးပြူဟာကုန်းစက္ကန်းကိုတိမ့်ပိုက်လိုက်ပါပြီ။စုစုပေါင်းစက္ကန်း6ခုကိုတိမ့်ပိုက်ရရှိပါပြီ။ဝိုင်းမော်ကမ်ပိုက်တီလမ်းတစ်လျှောက်မှာစစ်ခွေးစက္ကန်းတွေကင်းစင်သွားပါပြီ။ကမ်ပိုက်တီမြို့စက္ကန်းတစ်ခုပဲကျန်တော့တယ်။ဖမ်းဆီးရမိတဲ့စစ်သား BGF နဲ့ ပြည်သူစစ်၃ပန်း30ကျော်တဲ့လက်နက်တွေကတော့အများကြီးပဲလို့ KIA ရဲ့စီးရဲသတင်းအင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မြောက်ကလာပါမြို့နယ်ကြောက်ရည်တွင်ဂုံတရာအောက်မှာရှိတဲ့ရင်ထင်းရဲရုံးကိုဘုံခွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရင်ထင်းရဲနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ17ရက်နေ့ည8:05မိနစ်အချိန်ကမြောက်ကလာပါမြို့နယ်ကြောက်ရည်တွင်ဂုံဒရာအောင်မှာရှိတဲ့စိမ်ပန်းမြိုင်ရဲရိတ်သားရင်ထင်းရဲရုံးကိုပြင်းအားဖြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရင်ထင်းရဲ2ဦးပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။အခုမြေပြင်သတင်းအရတော့ဘဲဦး2ကောင် ပြင်းပြင်းထန်ထန်ထိထားတယ်ကြားတယ် စေယုံကားတွေနဲ့တင်သွားတယ်လို့လက်တလုံးမြေပြင်သတင်းသိထားရတယ်ဆက်လက်ပြီးတော့စစ်ခွေးတွေကိုတိုက်ခိုက်သွားမယ်လို့မြောက်ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ဒုတာဝန်ခံကပြောဆိုခဲ့ပါတယ်အခုလိုမျိုးဖောက်ခွဲတိုက်ခိုက်ခံရပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ရဲများရောက်ရှိလာပြီးတော့လမ်းများကိုပိတ်ဆို့စစ်ဆေးမှုများကိုလုဆောင်ရက်ရှိတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုမြောက်ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်၎င်းစစ်စင်ရေးဟာ ဇွန်လ16ရက်နေ့မှာကြာရောက်မယ်လူထုခေါင်းဆောင်ရဲ့မွေးနေ့အတွက်ငုံမခံဘူးတုံ့ပြန်နေမယ်တမ္မနိနှင်းစီစစ်စင်ရေးအဖြစ်နဲ့ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့အကြံဖက်စီကောင်စီထံကိုတရုတ်နိုင်ငံအစိုးရက ကင်းလက်ရေရင်6စီးပေးအပ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ17ရက်နေ့မှာတရုတ်အစိုးရကမြန်မာနိုင်ငံကိုကူညီထောက်ပံ့တဲ့ကင်းလက်ရေရင်6စီးကိုရန်ကုန်မြို့မှာအောင်မြင်စွာလွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီစီမံကိန်းဟာ2018ခုနှစ်ဇွန်လမှာမြန်မာနိုင်ငံအစိုးရကတရုတ်နိုင်ငံထံကိုတရားဝင်အဆိုပြုခဲ့ပြီးတော့2020ပြည့်နှစ်တမရရှီကျင့်ဖြင့်ရဲ့မြန်မာနိုင်ငံခီးစဉ်အတွင်းမှာအဲ့ဒီစီမံကိန်းရဲ့လဲလှယ်မှုစာလွှာကိုနှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြကြောင်း ရန်ကုန်တရုတ်တန်ရုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တရုတ်နိုင်ငံက COVID-19 ကပ်ရောဂါစတဲ့အခက်အခဲများကိုကြော်လွှားကရေရင်များကိုအချိန်မီထုတ်လုပ်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်အဲ့ဒီကင်းလက်ရေရင်များဟာရေချောင်းပို့ဆောင်မှုဘေးကင်းရေးရေပေါ်ရှာဖွေကယ်ဆယ်ရေးနဲ့ ရေအေးမြင့်ကာကွယ်အုံချမှုလုပ်ငန်းများမှာအုံချနိုင်တယ်လို့သိရပါတယ်။တရုတ်မြန်မာနှစ်နိုင်ငံဟာယခုအချိန်ကင်းလက်ရေးရင်လွှဲပြောင်းပေးခြင်းကအစပြုပြီးတော့တရားဥပဒေစိုးမိုးမှုစွန့်ရည်တိဆောက်ခြင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုနှက်ဆိုင်စေပြီးလောင်ကစားလိန်လယ်မှုမှုရဲ့စေဝါစတဲ့နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများကိုအဆက်မပြတ်နှက်ဆိုင်စွာတိုက်ဖြတ်သွားကကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံများကိုမြန်မာနိုင်ငံမှာအကောင့်ထည့်ဖော်ခြင်းကို တက်ကြွစွာနဲ့မြင့်တင်ဆောင်ရွက်ခြင်းဖြင့်နှစ်နိုင်ငံရဲ့ဘုံအကျိုးစီးပွားကိုကာကွယ်ဆောင်ရှောက်သွားမယ်လို့ရန်ကုန်တရုတ်တန်ရုံကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ငါလူမတရုတ်ကလည်းဒီအချိန်ကျမှသင်းမောလက်ဆောင်လာပြီးနေ။ဟိုမေလူတွေကလည်းပြည်သူတွေကိုတတ်တဲ့နေရာမှာပဲတုံးပါ။ဟောရေးမပါတာဒီ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရင်းမာပင်မြို့နယ်မှာရှိတဲ့အမှတ်28ရဲတပ်ရင်းနဲ့လမ်းလုံးကျွေးယူနေတဲ့စစ်သားများကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ9ရက်နေ့မနက်10:00နာရီကမှရင်းမာပြည်မြို့နယ်အတွင်းမှာရှိတဲ့အမှတ်28ရဲတပ်ရင်းနဲ့မုံရွာပသိမ်းလမ်းပိုင်းမှာလုံခြုံရေးယူနေတဲ့စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံသီးအလုံး20ကျော်ချဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအမှတ်28ရဲတပ်ရင်းမှာရှိတဲ့အရာရှိဆောင်၄လုံးလက်နက်တိုက် ပုံးပွင့်ဖို့အစည်းအဝေးလုပ်တဲ့ခန်းမနဲ့ ဂိတ်အထွက်ဘန်ကာတလုံးတို့အမိုးတွေပွင့်ထွက်ပြီးတော့ပျက်စီးသွားတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း60မမလက်နက်ကြီး9လုံးနဲ့ရန်တပ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုရင်းမာပင်မြို့နယ်တိုက်နယ်နှစ်ပတ်ကဖာ စားလင်းကြီးမြို့နယ်ပကပမြင်းကြံခရိုင်တရင်တက် Urban Underground Revolution Force YSO Riot ပခုတ်ကူ Underground နဲ့စင်ရိုင်းရာစားမြိုင်အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဒါပြင်မန္တလေးတိုင်းမရယာမြို့နယ်မှာရှိတဲ့မန္တလေးမိုးကုတ်လမ်းပိုင်းမှာပတ်စံတောင်းရမ်းနေတဲ့စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းကို တောကြီးကန်းပြည်သူကာကွယ်တပ်ဖွဲ့ထံကသိရပါဗျ။ဇွန်လ6ရက်နေ့မွန်လွယ်3:30မိနစ်ခန့်မှာမန္တလေးမြို့နယ်ကံဖြူကျေးရွာအရှိတ်ဘက်မှာရှိတဲ့တရားဖြူတရားမန္တလေးမိုးကုတ်လမ်းအနီးမှာပတ်စံတောင်းရမ်းနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ရာ2ဦးသေဆုံးပြီးတော့တဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုတောကြီးကန်းပြည်သူကာကွယ်တပ်ဖွဲ့နဲ့တိုက်သိမ်းမြေအောက်တော်လိုင်းတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသိရရှိပါတယ်ခင်ဗျာ။ အပ်ဒိတ်သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel က one in ထိနေတဲ့အတွက်နေ့စဉ်သတင်းများကိုကျွန်တော်ရဲ့ channel အသစ်ဖြစ်တဲ့ Revolut Burma News Channel မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်ခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့အလွန်ငွေထည့်စရာမလိုပဲ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးမြို့နယ်ရေဦးမြို့စပားတိုင်းကွင်းအဟောင်းမှာစခန်းချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ17ရက်နေ့မနက်7:30မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲနေရာယူထားတဲ့ရေဦးမြို့စပားတိုင်းကွင်းအဟောင်းစစ်ကောင်စီတပ်စခန်းကို fixed wing drone များနဲ့ဘုံသီးရှယ်လုံးကျေချတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးတော့အတိအကျသိနိုင်မှုအတွက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။စပားတိုင်းကွင်းအဟောင်းမှာတပ်ဆွဲထားတာကကြာပြီးအခုဘန်ဂါတွေဘာတွေစောက်ပြီးတော့အင်အားတိုးထားတာ90လောက်ရှိတဲ့အတွက်ဘုံသွားချတာထိခိုက်သေးဆုံးမှုတော့မသိရသေးဘူး။ကျွန်တော်တို့ချတာက10လုံးလောက်သွားချတာပါ။နှလုံးတင်ထားတဲ့ drone က error ဖြစ်ပြီးတော့ပြတ်ကျသွားတာပါစစ်ခွေးတွေဘက်ကဂျာမာကြောင့်တော့မဟုတ်ဘူးလို့ရွှေဘိုခရိုင်တရင်ဆက်လေးရေဦး PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမှတ်၁၄တရင်ရေဦး PDF တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဘက်ကလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လေပြည်သူကာကွယ်ရေးဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးတော့ fixed wing drone တစီပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်ရွှေဘိုခရိုင်အမှတ်၁၄တရင်အနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုမဆုံမနဲ့တော်လန်တိုက်ထုတ်ရန်စ조사နေကြောင်းဒ တရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းဟင်းသရမျိုးအတွင်းမှာပြီးခဲ့တဲ့ဇွန်လပထမပတ်အတွင်းမှာခိုးဆုံးလူရမှုများဇက်တိုက်ဖြစ်ပွားခဲ့ကကျူးလွန်တဲ့သူတွေဟာစစ်ကောင်စီသတင်းပေးပြူစောထီအဖွဲ့ဝင်တွေဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဟင်းသရမျိုးတွင်ရက်ွက်များဖြစ်တဲ့တာကလေးရက်ွက်နဲ့ကနောင်စုရက်ွက်တို့မှာပြီးခဲ့တဲ့ဇွန်လပထမပတ်အတွင်းမှာစိုက်ကယ်ခိုးမှုနဲ့နေအိမ်တွင်းကိုဝေရောက်ပြီးတော့ပစ္စည်းများလူရခိုးယူမှုများဇက်တိုက်ဖြစ်ပွားခဲ့ကပြည်မှုကျူးလွန်တဲ့သူတွေဟာရက်ွက်အတွင်းမှာနေထိုင်နေပြူစောထီအဖွဲ့ဝင်တွေဖြစ်နေကြောင်းဒေသခံတွေစီကသိရပါတယ် ယ်နှစ်ရက်ထဲနဲ့ရိုးရဲဘိန်းစီ15ဒီလောက်ပါသွားတယ်အိမ်မော်တက်ပြီးတော့ခိုးကြတယ်လူတွေ့ရင်ဓားထောက်ပြီးလူတယ်ညာဘိုင်းကင်းလှည့်တယ်ဆိုပြီးတော့ပြည်သူစစ်ပြူစောထီတွေကိုပဲရက်ကွက်အုပ်ချုပ်ရင်းမှုတွေကကင်းလှည့်ခိုင်းတယ်စိုက်ကယ်ခိုးဖို့လုံနေတဲ့တယောက်ကိုအိမ်သားတွေကဝိုင်းဖမ်းပြီးတော့မေးတော့ခိုးမှုနဲ့လွန်ငင်းပြန်လွတ်ပြီးပြူစောထီလုံနေတဲ့သူဖြစ်နေတယ်ရဲစခန်းကိုတွားအပ်တာလဲနောက်တရက်ကျတော့ပြန်လွတ်ပေးလိုက်တာပဲအဖက်တင်တယ်လို့ တာကလေးရက်ကွက်ကဒေသခံတို့ကပြောပြလာပါတယ်စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ဝင်တွေကညစဉ်ကင်းလှည့်ပတ်မှုများရှိနေတော်လဲခိုးဆိုးလူရမှုများဟာပုံမှန်ဖြစ်နေကြောင်းကိုဒေသခံတွေကပြောဆိုလာပါတယ်ခိုးဆိုးလူရမှုတွေဇက်တိုက်ကိုဖြစ်နေတာမျိုးပေါ်လမ်းမှာကကင်းလှည့်တာတော့မပြတ်ဘူးအိမ်မှာဆိုင်ကယ်အခိုးခံရလို့တိတိချင်းမှာပဲရဲစခန်းကို CCTV မှတ်တမ်းနေနဲ့ပါတွားတိုင်တာပတ်စံပေးမှအမှုဖွင့်မင်းမဲ့ပုံစံမျိုးပြောတယ်ဥပဒေဆိုတာလုံးဝမရှိတော့တာလဲကြာပါပြီလို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်ကနောင်စုရက်ကွက်ကဒေသခံတအုပ်ကပြောဆိုလာပါတယ် ဟင်းဒရာမှာပြီးခဲ့တဲ့ဇွန်လပထမပတ်အတွင်းမှာခိုးဆုပ်လူရမှုပေါင်း30မှုထက်မနည်းဖြစ်ပွားခဲ့ပြီးတော့ပြစ်မှုကျူးလွန်သူ၄ဦးထက်မနည်းကိုလက်ရဖမ်းဆီးရမိခဲ့တယ်လို့ရဲတရင်အရေးမြင့်များကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ